ါရှင်။တော်လန်ရှင်းဖို့များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းချမ်းသာကြပါစေရှင်။၁၄ရက်၁၇လ2025ရန်ဒီတရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့် ခေရန်ရိတ်ခါထောက်ပို့မှုမှတ်တမ်းများကို ကျွန်တော်ဝင်ဟင် channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရေဦးမျိုးနဲ့နဲ့ခင်ဦးမျိုးနဲ့အဆက်တနေရာတို့တရဝူးလေတပ်မှတတ်တော်ဂျက်ဖိုက်တာတစ်စီးဖြင့် မနက်တနာရီ24မိနစ်တနာရီ28မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ရေဦးမျိုးနှင့်တန်းစင်မျိုးနှင့်အဆက်တနေရာသို့တရက်ဦးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်မနက်တနာရီ38မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ခင်ဦးမျိုးနှင့်ကမ်းမလူမျိုးနှင့်အဆက်တနေရာသို့ ်တရဦးလေးတက်မှတက်တော် jet fighter တစ်စီးဖြင့်မနက်10:00နာရီ12မိနစ်10:00နာရီ13မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကလေးမျိုးနယ်တနေရာသို့တရဦးလေးတက်မှတက်တော် jet fighter တုံးစီးဖြင့်မနက်7:00နာရီ53မိနစ်7:00နာရီ54မိနစ်နေ့လယ်7:00နာရီ7:00နာရီ2မိနစ်ညနေ6:00နာရီ34မိနစ် 6နာရီ38မိနစ်6နာရီ41မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်သွားခဲ့ပြီးမကွေးလေတန်းမှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလျင်တစ်စီးဖြင့်နေ့လယ်2နာရီ5မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မြန်မြို့နယ်တနေရာသို့တရဝူးလေတန်းမှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်နေ့လယ်3နာရီ19မိနစ် 3နာရီ28မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ပြီးပခုတ်ကူတပ်မတရတင်မတက်တော့စစ်တပ်လေထီပါရာမော်တာ2စီးဖြင့်နေ့လယ်12နာရီ35မိနစ်12နာရီ39မိနစ်12နာရီ40မိနစ်12နာရီ43မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု4ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဗမော်မြို့နယ်တနင်္လာတို့မြစ်ကြီးနားလေတန်းမှတက်သောဂျက်ဖိုက်တာ2စီးဖြင့် နေ့လယ်တနာရီ56မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဖေခုံမြို့နယ်တနေရာသို့မိထီလာလေတပ်မှတက်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလျင်တည်းဖြင့်နေ့လယ်2နာရီ10မိနစ်ခန့်အချိန်မှစတင် ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။စင်ကူမြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သောဂျက်ဖိုက်တာတည်းဖြင့် ညနေ9:53မိနစ်9:58မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဟာဂါမြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်ည10:12မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။၁၄ရက်၁၇လ၂၀၂၅ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့် တရဝူးလေတက်နေပြည်တော်မကွေမြစ်ကြီးနာမိတိလာလေတက်များမှာ jet fighter y12 y8 gyrocopter နဲ့ paramotor များပြန်တက်မှုအကြိမ်ကြီး38ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းစကိုင်းတိုင်းမကွေတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တမ်းမှု24ချိန်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိဘပြည်သူများအနေဖြင့် အချမ်းဘတ်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များမှကာဝယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိတပ်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တော်နှိုးဆော်အပ်ပါသည်ရှင်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝင်းဟင်း channel မှာလက်လန်းမီတလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည် မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်တွင်နှင့်လေချောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင်း Telegram Channel ၏တွင်လက်ခံအကောင့်ဖြစ်သောအက်ဝေဟင်း Scout Board သို့ဆက်သွယ်တွင်ပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါသည်ရှင်ယခုကဲ့သို့လေချောင်းတိုက်ခိုက်မှုသတင်းများအားကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးနော်။မိဘပြည်သူရဲဘော်များအားလုံး ဘေးကင်းလုံခြုံကြပါစေရှင်။